ဒီနေ့တော့ hemodialysis အကြောင်းပြောပြချင်ပါတယ်။ hemodialysis ဆိုတာကဖြစ်ပါတယ်။အလွန်ရိုးရှင်းသောစကားအရကြောက်ကက်ယောဂါကြောက်ကက်ပျက်စီးနေသောလူနာများတို့မဟုတ်ယူရီးယား creatinine ပိုတက်ဆီယမ်နှင့် hydrogen တို့စုပြုံနေသည့်တွေးတန့်စင်ရေးလုပ်ငန်းစဉ်ဟုဆိုနိုင်သည်။ဒီယာဝတ္ထုတွေကို hemodialysis စကီရီယာကိုအသုံးပြုပြီးထုတ်လွှတ်ပေးတာတို့မဟုတ်လဲလဲပေးတာဖြစ်ပါတယ်။ hemodialysis sakariya ဆိုတဲ့အခါမှာဒီအလေးစုလို့ခေါ်တဲ့စက်ကိုအသုံးပြုတာကိုဆိုလိုတာပါဒီအစိတ်အတောက်တွေကကိုခန္ဓာထဲမှာစုဆောင်းနေတဲ့အခါမှာအလွန်ဆိုးရွားတဲ့ယောဂလက္ခဏာတွေဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့် daily sleep ပြေရှားပေးရပါတယ်နေ့အချိန်ကာလပုံမူတည်ပြီးပြက်လုပ်ပေးရပါတယ်အကောင်းဆုံးဆိုရင်တစ်ပတ်ကို2ချိန်လုပ်ပေးရပါမယ်ရှော့ချလို့မရပါဘူးရေဘူးရအားဖြင့်ရလက်ကအတော်လေးကောင်းပါတယ်လူနာအများစုကခေမာဒီလေးဆစ်မှာအဆင်ပြေပါတယ် အသက်မွေးဝမ်းကြောင်းအရေးတွေးအစစကျင်းစိတ်ကျမ်းမာရေးခံစားမှုလမ်းလျှောက်နိုင်စွမ်းတွေကအတော်လေးကောင်းမွန်စွာထိမ့်သိမ်းထားနိုင်ပါတယ် hemodialysis ရဲ့အချမ်းမျိုးကွဲတစ်ခုက slow continuous therapy လို့ခေါ်တဲ့ continuous renal replacement therapy ပါဒါကပုံမှန်လူနာတွေအတွက်မဟုတ်ပါဘူးဒါက hemodynamic မတည်ငြိမ်မှုရှိတဲ့လူနာတွေအတွက်တည်တံ့ထားရှိထားတာပါဥပမာခင်မရှိတဲ့သွေးပေါင်တဲ့လူနာတွေလိုပါပဲ ကျွန်တော်တို့ကအထူးကစ္စည်းတွေကိုအသုံးပြုပြီးဒီအချိန်မှာအထူးတစ်ခေတ်ထိရောက်မှုရှိကြအောင်တွေးရှိရပါတယ်